ဘာမာဘရင်း channel ကနေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သားပါရစေ။ကျွန်တော်တို့ channel မှာတော့နေစဉ်ဘဝအတွက်အကျိုးရှိစေမယ့်အတွေ့အခေါ်ကောင်းတွေကိုရှင်းလင်းတင်ဆက်ပေးနေတာပါ။နေ့တိုင်းအခုလိုအကြောင်းအရာတွေတင်ဆက်ပေးနေတာမို့လို့ကျွန်တော်တို့ channel ကိုနေစဉ်လာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရစေ။ကဲအကြောင်းအရာမစိုက်ခင်မှာဘာမာဘရင်း channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့နော်။ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးနဲ့တိုက်ခိုက်သက်ဆိုင်တဲ့မိခွန်းတစ်ခုအကြောင်းပြောပြခြင်းပါရစေ။ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ဒီတဘဝတွေကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုနေထိုင်ကြမလဲ။ ဟုတ်ပြီဒီအဖြေကိုအတူတူရှာကြည့်လိုက်ကြရအောင်ဒီအကြောင်းအရာကိုစားလိုက်တာနဲ့ကျွန်တော်လူကိုအတွေးပွားစေတဲ့အစကားတစ်ခုကိုတွေ့ရမှာပါလူအများစုဟာတကယ်ပဲအသက်ရှင်နေထိုင်နေကြတာလားဒါမှမဟုတ်နေ့စဉ်ဘဝထဲမှာဒီအတိုင်းလေးပဲတည်ရှိနေုံတတ်တပဲလားတဲ့ဒါကတော်တော်လေးကိုယဉ်ထဲမှာတခုခုစဉ်းစားစရာဖြစ်သွားစေတဲ့အချက်တစ်ခုပါပဲအဲ့ဒီလိုတီရှိနေုံတတ်တဘာလို့ဖြစ်သွားရတာလဲအကြောင်းရင်းတွေများလိရှိနိုင်ပါတယ်ပထမဆုံးအပိုင်းနေမယ် ဘဝကိုအော်တိုမောင်းနေတယ်လို့ဖြတ်တန်းနေခြင်းရဲ့အန်ဒီရေကပါလေပြီးတော့အစားထိုးလို့လုံးဝမရတဲ့အချင်းရဲ့တန်ဖိုးကဘလောက်ကြီးမလဲဆိုတာကိုရင်ဆုံးလေ့လာကြည့်ကြရအောင်ဒီမှာကြည့်လိုက်ရင်နေထိုင်မှုပုံစံနှစ်ခုကိုအရှင်းပြထားတာတွေ့ရပါလိမ့်မယ်တစ်ဖက်မှာကတော့အလိုအရောက်နေထိုင်ခြင်းပုံစံပါဆိုလိုတာကတော့လုတ်ယိုးလုတ်စင်အတိုင်းမျောပါနေပြီးဘဝမှာဖြစ်လာသမျှကိုလိုက်တုံပြန်ရင်ဖြည့်ဆင်းနေရတာမျိုးပေါ့ ဒါကနောက်ဆုံးမှာတော့နောက်တာဆိုတဲ့အရာစီကိုဥတီသွားစေနိုင်ပါတယ်။နောက်တစ်ဖက်မှာကတော့ရည်ရွယ်ချက်အရှိရှိနေထိုင်ခြင်းပါ။ဒါကတော့ကိုယ့်ဘဝကိုကိုယ်တိုင်တည်ဆောက်ပြီးကြီးပွားတိုတက်မှုအတအချင်းကိုရင်းနှီးမြှုပ်နှံတာဖြစ်လို့တကယ်အတိတ်ပဲရှိတဲ့ရှင်းတန်မှုစီကိုလန့်ညွန့်ပေးပါတယ်။ဒီအချက်ကတော့တကယ်ကိုရင်ထဲရောက်တဲ့အချက်တစ်ခုပါပဲ။ကျွန်တော်တို့ပိုက်ဆံတွေပိုင်ဆိုင်မှုတွေအောင်မြင်မှုတွေဒါတွေအားလုံးကိုဖျန်ရှာလို့ရချင်ရနိုင်မယ်။ဒါပေမဲ့အချင်းကိုတော့ဘယ်လိုနည်းနဲ့မှနောက်ပြန်လဲလို့မရပါဘူး။ အဲ့တော့ဖြုံးတီးလိုက်တဲ့နေ့တနေ့နိုင်တနိုင်တိုင်းဟာထာဝရတဆုံးရှုံးသွားတာပါပဲကဲဒီမဲခွန်းကို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 တစ်ချက်လောက်ရိုးရိုးသားသားပြန်မဲကြည့်ကြရအောင်တကယ်လို့များဒီနေ့ဟာကို့ဘဝရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်ဒီနေ့တနေ့တာလုံးကိုဖြတ်တန်းခဲ့တဲ့ပုံစံအတွက်ကိုကိုကိုဂုံယူနိုင်ပါမလားဒီမဲခွန်းလေးတစ်ခုတည်းကပဲကျွန်တော်ရဲ့နေ့စဉ်လုပ်ရက်တွေဦးစားပေးမှုတွေကိုပြန်တုံးတက်ဖို့လုံလောက်ပါပြီ ကောင်းပြီအချိန်ရတန်ဟုကိုနားလည်ပေးပြီဆိုတော့ထာမန်ဘွားရဲ့ယုံထွက်ဖို့လိုအပ်တဲ့စိတ်သက်ခွန်အားကိုဘလို့တိဆောက်ရမလဲဆိုတာကိုဒုတိယပိုင်းမှာဆက်ပြီးကြည့်လိုက်ကြအောင်ဒီပြောင်းလဲမှုကိုဖန်တီးဖို့ဆိုရင် မပြိုလဲနိုင်တဲ့စိတ်တက်ကိုအခြေခံအုံမြတ်သုံးခုနဲ့တိဆောက်ရမယ်လို့ဆိုပါတယ်ပထမတစ်ခုကဘာကိုလိုချင်လဲဘာကအရေးကြီးလဲဆိုတာကိုရှင်းရှင်းလင်းလင်းတိဖို့ပါဒုတိယကတော့ကိုအိမ်မက်နဲ့ထိုက်တန်အောင် အားလုံးပုံအောင်ပြီးကြိုးစားဖို့နောက်ဆုံးတစ်ခုကတော့ကိုလုတ်ရတဲ့အတွက်ကိုကိုအပြည့်အဝတာဝန်ယူဖို့ပါပဲ ဒါကကျွန်တော်တို့အားလုံးကောင်းကောင်းမှတ်ထားတင်တဲ့အချက်ပါပဲ။စူးစမ်းအားထုတ်မှုဆိုတာအနာဂတ်ထဲပေးဆက်ရတဲ့ငွေကြေးတစ်ခုနဲ့တူတယ်လေ။အိမ်မက်တီဆိုတာစူတောင်းနေုံနဲ့ပြည်လာတာမှမဟုတ်တာလေ။တဆိုင်မှန်မှန်နဲ့စိတ်နေပြီးလုပ်တဲ့စူးစမ်းအားထုတ်မှုတွေနဲ့ပေးဆက်ပြီးမှရရှိလာတာမျိုးပါ။ဒါဝင်ယူမှုဆိုတဲ့စကားလုံးကနားထောင်လိုက်ရင်လေးလာနေလို့ထင်ရနိုင်ပဲ။တကယ်လို့ဒါဟာလွတ်လပ်မှုရဲ့တော့ချက်ပါပဲ။ကိုယ့်ရဲ့လိုရက်တွေ ကိုယ့်ရဲ့ဘဝအတွက်အပြည့်အဝတာဝန်ယူလိုက်တဲ့ခါမှပဲကိုယ့်ဘဝရဲ့ထင်းချုပ်권ကိုကိုယ့်လက်ထဲမှာအပြည့်အဝပြန်ရလာတာနဲ့အတူတူပါပဲ။ကောင်းပါပြီ။အခုရည်ရွယ်ချက်ရှိတဲ့ဘဝကိုနေထိုင်ဖို့ကြိုးစားတဲ့အခါမှာကျွန်တော်တို့ကိုနောက်ပြန်ဆွဲနေတဲ့ twin ပိုင်းကအထားရှိတဲ့အကြောင်းကိုရင်ဆိုင်ကြည့်ကြအောင်။ပထမဆုံးနဲ့အကြီးမားဆုံးရန်သူကတော့တက်တောင့်တက်တာရှိမှုဆုံး comfort zone မှာပဲ။ဒါကိုရွှေလောင်အိုင်းတစ်ခုလိုမြင်လို့ရပါတယ်။ အန်ဒီရဲ့ကင်းပြီးလုံကြုံလေလို့ခန်းစားရပါမယ်တကယ်တမ်းမှာတော့အဲ့ဒီထဲမှာနေတည်း၍ကျွန်တော်တို့ရဲ့အစွမ်းအားစေတွေကတိုးတက်လာမှာမဟုတ်ပဲတဖြည်းဖြည်းနဲ့ပျောက်ကလေးသွားနိုင်ပါပဲဒုတိယရန်သူကတော့ကြောက်ရွံ့မှုပါကြောက်စိတ်ဆိုတာကလည်းအကြီးပဲချစ်နိုင်ချစ်ရှိတဲ့အခက်ခဲတေးသေးလေးတွေကိုတောင်းမန်ပီလူနဲ့ချိန်ကြည့်လိုက်သလိုအကြီးကြီးဖြစ်သွားစေတတ်တယ်အဲ့ဒီအခါမှာကျွန်တော်တို့ဟာကိုယ့်ရဲ့တကယ်အစွမ်းအစကိုရှာဖွေတွေ့ရှိမယ့်အခွင့်အရေးကိုလက်လွတ်ပြီးနောက်ဆုတ်သွားကြပါမယ် နောက်ဆုံးတစ်ခုကတော့ပြင်းရီချင်းပါဒါကတိုက်ပွဲမဝင်ခင်ပါပဲလက်နဲ့ချလိုက်တလို့မျိုးတိတ်ဆိတ်တဲ့အရှုံးပေးချင်းတမျိုးပါပဲခုမှခိုင်မာတဲ့ရည်ရွယ်ချက်မရှိတဲ့ခါဒီပြင်းရီဆိတ်ကအလွယ်တကူဝင်ရောက်လာပြီးအရာအလုံးကိုရပ်တန့်သွားစေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးဟာနေ့တိုင်းနေ့တိုင်းအခြေခံကြတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်နေရပါတယ်ကိုယ်နဲ့ယင်းဒီကျွမ်းဝင်နေတဲ့တတ်တတ်တတ်ဇုံမှာပဲဆက်နေမလားဒါမှမဟုတ် ကြီးပွားတိုးတက်ဖို့အတွက်လိုအပ်တဲ့မတက်မတားဖြစ်မှုတွေစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ခြေတလန်းထွက်မလားဘယ်လန်းကိုရွေးကြမလဲဒါဆိုဒီအတားအဆီးတွေကိုဘယ်လိုကျော်လွှားကြမလဲနီလာနေရှိပါတယ်တတောင့်တတရှိမှုကိုတိုက်ထုတ်ဖို့ကိုကိုကိုစိန်ခေါ်တဲ့အလုပ်တွေခက်ခဲတဲ့အရာတွေကိုတမဲတကာလုပ်ပါကြောက်စိတ်ကိုအနိုင်ယူဖို့စကားတွေအများကြီးပြောမနေပဲချက်ချင်းထလုပ်လိုက်ပါလှုပ်ရှားမှုကကြောက်စိတ်ကိုတိတ်ထွားစေပါလိမ့်မယ် ပြည်စေကိုဖယ်ရှားဖို့ကြတော့ကိုယ့်အနေစဉ်လုံကဆောင်တာတွေကိုကိုယ့်ကြီးမားတဲ့ရည်ရွယ်ချက်ကြီးနဲ့ချိတ်ဆက်ထားလိုက်ပါအခုနော်စောပိုင်းကိုရောက်လာပါပြီဒီခီးရဲ့အဆုံးမှာဘလို့ရလက်မျိုးကိုရရှိမလဲဆိုလိုလာပါတော့ရေးတကြီးဖြစ်မှုနဲ့ကိုယ့်ကိုယ်လေးစားမှုတို့နဲ့အတူနေထိုင်တဲ့နီလန်တစ်တခုအကြောင်းကိုလေ့လာကြည့်ကြပါစို့တဘွားတဲ့ပါထခါထခါပြန်ရရပါဘူးနောက်ပြန်ရစ်လို့လည်းမရဘာအာမခံချင်မှလည်းမရှိဘူးဒီယိုရှင်လွန်တဲ့အချက်တစ်ချက်သေးကပဲဘွားကိုအေးတရီစိတ်နဲ့အလေးနဲ့ထားပြီးနေထိုင်ဖို့ကြွယ် အဆွမ်းထက်ဆုံးတွန်းကားတစ်ခုထင်နေပါပြီ။အရန်အရေးကြီးတဲ့ပြောင်းလဲမှုတစ်ခုကတော့တခြားသူတွေရဲ့အထီးမှတ်ပြုမှုကိုလိုက်ရှာနေတာကိုရပ်ပြီးကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်တိဆောက်တာပါပဲ။သူများရဲ့ဘာပြောမလဲဆိုတာကိုမယ်အာယုံဆိုင်နေသူတွေတကယ်စိတ်တည်ငြိမ်မှုကိုရမှာမဟုတ်ပါဘူး။ကိုယ့်ရဲ့လူရဲ့ဒိတ်အတွက်ကိုယ်တိုင်ကုန်ယူနိုင်တဲ့အခါမှသာရေရှိတည်တံ့တဲ့စင်ငင်းချမ်းမှုနဲ့ယုံကြည်မှုကိုရရှိနိုင်မှာပါ။ဒီအကြောင်းအရာရဲ့အဆုံးမှာတော့ကျွန်တော်တို့အားလုံးအတွက်ဒီအဆုံးဆုံးသောမိကွန်းနယ်ပဲနှီးကုန်းချုပ်လိုက်ပါစေ။ဒီဘွားကနောက်တစ်ခေါက်ပြန်မလာတော့ပါဘူး။ ဒါကိုဘလို့ပုံစံနဲ့နေထိုင်သွားကြမှာလဲဒီနေ့ကစပြီးတီရှိနေယုံတတ်တမဟုတ်ပဲတကယ်ရှင်သန်ဖို့ကိုရိုင်းဆုံးဖြတ်လိုက်ကြရအောင်အခုတင်ဆက်ပေးတာကိုကြိုင်နေတတ်တယ်ဆိုလိုက်ပေးခဲ့ပြီးဒီမေခွန်းနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အင်မြင်တွေကိုခေါမတ်မှာဝေမျှပေးသွားပါအောင်လို့တောင်းဆိုချင်ပါတယ်နောက်တစ်ခေါက်မှာပြန်ကြော်ကြမှာ